တရတော်နေလေးတနေ့မှာတော့ဒံကားတော်တစ်ပါးနဲ့တီလာရှင်တစ်ပါးတို့ဟာအိမ်မွေးတရိစံလေးဒီကိုစီနဲ့အတူရွာငယ်လေးတရွာတွေကို ရောက်လာခဲ့ပါတော့ရယ်ရွာတွေကိုဝင်ဝင်ချင်းမှာတော့ဒါကိုမြင်လိုက်ရတဲ့ဦးသားမောင်တယောက်ဟာဦးစင်လေးနဲ့တီလာရှင်လေးတို့ကိုရှောက်ထားပြီးအိမ်မှာအနားယူဖို့အတွက်ပင်ဖိတ်ခဲ့လိုက်ပါရယ်စိတ်မကောင်းစရာတစ်ခုကတော့ အဲ့ဒီနောက်တနေ့မနေ့မှာပဲဂူတာမွန်တယောက်သူ့အိမ်ရှိမှာလဲလျောင်းတည်ဆုံနေတဲ့မြင်ဝင်းကိုရွာသူရွာသားတွေအားလုံးအထိတ်တလန့်နဲ့မြင်တွေ့ခဲ့လိုက်ရပါတော့တယ်။အလောင်းရဲ့ပုံစံကတော့တစုံတစ်ခုကိုအတော်လေးကြောက်လန့်ပြီးတည်သွားတဲ့ပုံစံပါပဲ။ရွာသူရွာသားတွေအားလုံးကလည်းဒီကိစ္စနဲ့ပတ်သက်လို့တယောက်တစ်ပေါက်စီထင်ရည်ပြောနေခဲ့ကြတာပေါ့။ အဲ့လိုနဲ့ပဲအရှိန်တွေတပြေးချင်းနဲ့ကုံဆုံးသွားတဲ့နောက်မှာတော့ဒီရွာလေးကိုပုံမှန်မဟုတ်တဲ့ဦးစင်းတစ်ပါးနဲ့စရာလေးတစ်ပါးဟာနောက်ထပ်တစ်ကြိမ်ထမ်းမှန်ရောက်လာခဲ့ပါလိမ့်ရောဗျာဒါပေမဲ့လေရွာအဝေးရဲ့ပထမဆုံးအိမ်ကလေးကတော့ပုံမှန်မဟုတ်တဲ့ဦးစင်းနဲ့စရာလေးတို့ရောက်လာပြီးမှကုသမောင်တယောက်အသက်တည်ဆုံးသွားခဲ့ရတာကအံ့ဩစရာပါပဲ နောက်ထပ်အဖြစ်ဆိုးတစ်ခုကတော့ရွာအဝင်ကဒုတိယမြောင်းအင်္ဂလိပ်ဖြစ်တဲ့ကိုဆိုးမောင်တယောက်ကပါရခင်အဖြစ်ပြက်တွေအတိုင်းပဲတည်ဆုံးနေတာကိုရွာသူရွာသားတွေအားလုံးမြင်တွေ့ခဲ့လိုက်ရတာပေါ့ဒီရွာလေးထဲမှာကတော့ဒါမီနီယောက်ဖြစ်တဲ့မအီမီတယောက်နဲ့ဒါငယ်လေးလာပြီးတော့နှစ်ယောက်ဟာဒီအင်္ဂလိပ်လေးထဲမှာပဲအတူတကွနေထိုင်ခဲ့ကြပါတယ် ပါကင်ဖြစ်သူဆုံးပါသွားတဲ့နောက်ပိုင်းမှာတော့ရကင်ကခြံခဲ့တဲ့လေယာလေးတွေကိုရောင်းရှားပြီးဒီအိမ်လေးမှာပဲရှိုးရှိုးရှင်ရှင်နဲ့နေထိုင်ခဲ့လိုက်ပါတော့တယ်။တကယ်မှာတော့ရွာလေးကအဖြစ်ပြတချို့ကို မကြားသိရသေးတဲ့မအေးမီတယောက်ဟာဇွန်လောင်းလူဖို့အတွက်ညအချိန်ကလေးကကောင်းညင်းထုံလေးတွေကိုထုတ်ပြီးအတင်းပြင်ထားခဲ့လိုက်ပါသေးတယ်။ညကလေးကကြိုးပြီးရှက်ပြုတ်ထားတော့မနေ့ကျအရန်စောကြီးမထားရတော့ရှာဘူးပေါ့ဗျာ။ အဲ့ဒီချိန်မှာတော့တာဖြစ်သူလာပြေးတယောက်ဟာမအိတ်ခင်အပေါ်ပါသွားချင်နေခဲ့တာပေါ့ပုံမှန်ဆိုရင်မိခင်ဖြစ်သူရှောသိမ်းမအိတ်ပြောတဲ့တာလီလာပြေးဟာ အပေါ်အပားကိုရှည်ရင်းမှထားပေးထားတဲ့မြေဦးလေးထဲမှာပဲအပေါ်ဆုံးဖို့ဇုံးဖြတ်ခဲ့လိုက်ပါတော့တယ်အဲ့တော့မှပဲလာပြေးတယောက်အပေါ်သွားပြီးပြန်မအိတ်ခင်မှာပဲကလေးတို့တဘာဝဆက်စုခြင်းစိတ်ကြောင့်ပြင်ကြားလေးကနေအตาလေးရှောင်းကြည့်ခဲ့လိုက်ပါလီရောဗျာ ။အေးရှိမတော့ညာဘက်ကြီးအရှိန်မတော်ကိုဂျွာမြန်လာတဲ့ဦးစင်းတစ်ပါးနဲ့ဒီလားရှင်တစ်ပါးတို့ကိုတွေးခဲ့လိုက်ရတာပေါ့။အမေရဲ့အရှိန်မဦးစင်းနဲ့ကြွလာပြီ။ဟုတ်ပြီငါသားအိမ်ပေါ်မှာပဲနေနော်အောက်မစင်းလာနဲ့ကြားလား။ဒီလိုနဲ့ပဲမိခင်ဖြစ်သူဟာအောက်ကိုခဏစဉ်းစားခဲ့လိုက်ပါတော့ရယ်အောက်ကိုရောက်တဲ့အချိန်မှာတော့အိမ်ကြီးမှာရပ်နေတဲ့ဦးစင်းတစ်ပါးနဲ့ဆရာလေးတစ်ပါးတို့ကိုတွေးခဲ့လိုက်ရတာပေါ့ ။ဥစဉ်လေးလက်ထင်းမှာတော့ခွေးနဲ့တကောင်ကိုပွေထားပြီးဆရာလေးခင်ဗျားတော့ကြောင်နဲ့တကောင်ကိုပွေထားလေးရဲ့ရက်နေခဲလိုက်ပါရယ်။နှစ်ပါးစလုံးကတော့အိမ်ပေါ်မှာကလေးလေးတွေရှိနေတာကိုတီတော့အိမ်ပေါ်ကိုပဲလှမ်းကြည့်နေခဲ့ပါလေရောဗျာ။ဥစဉ်လေးတို့အိမ်ထဲခဏလောက်ကြောက်ပါအောင်လားခင်ဗျာ။မအေးမီတယောက်ကတော့အိမ်ထဲကိုကြွာမြန်းလာဖို့ရှောက်ထားခဲ့ပြီမယ်လို့လေနှစ်ပါးစလုံးဟာအိမ်ပေါ်ကကလေးလေးကိုသာအာယုံဆိုင်နေခဲ့ကြပါတော့တယ် ရှင်ဖေဟာအိမ်ထဲကြောက်ပါအောင်ဖေဟာတပည့်တော်မှာအစွန်လေးလောင်းလို့ကျင်သေးလို့ပါဖေဟာအဲ့တော့မှနှစ်ခါလောက်ရှောက်ထားလိုက်တော့အိမ်ထဲကကုတ်ပြက်လေးပေါ်မှာခနာတာဝင်ထိုင်ခဲ့လိုက်ပါတော့ရေမအေးမီတယောက်ကလည်းဘဲကကြွာမြန်းလာတာပါလေဘဲမတည်င်းသုံးပါတည်းဆိုပြီးစုံနေအောင်ရှောက်ထားမေးမြန်းခဲ့ပြီမဲလို့လေဘာစကားတခုံးမှတုံ့ပြန်မလာခဲ့ရှာပါဘူး အဲဒီချိန်မှာတော့မအီမီတယောက်ရဲ့နှာခေါင်းလေးကိုအပုံနဲ့တွေခက်ပြင်းပြင်းဝင်လာခဲ့ပါတော့တယ်။အဲဒီတော့မှဘူဘူးနွေးနွေးကောင်းချင်းထုတ်ကလေးတွေကို အမြန်ယူပြီးဥစဉ်လေးနဲ့ဇရာလေးတို့ကိုကဲ့လူခဲလိုက်ပါတယ်။လွတ်မခံပြောစီနေတကောမှကြီး။အလုခံပစ္စည်းကိုညင်းခဲလိုက်တာကြောင့်မအီမီတယောက်အတွေးပေါင်းစုံနဲ့အတူတွေ့ဝေသွားခဲ့ပါတော့တယ်။ဒါဆိုလဲနောက်နေ့ကြွမြန်ခဲ့ပါဦးဖေဟာ။ အဲ့လိုနဲ့ပဲဦးစင်းငယ်လေးနဲ့ဆရာလေးတို့ဟာ ပြန်လေကြွမြန်းသွားခဲ့ပါလိရောဗျာတောင်တနေ့မနက်မှာတော့ရွာလေးကလူတစုဟာရွာမှာမတင်ကားစရာကိစ္စရတွေဖြစ်တဲ့ဦးစင်းရဲ့ဆရာလေးကိုတတိထားမိနေကြောင်းဝိုင်းပွဲပြောဆိုနေတာကို မအေးမီတယောက်ကြားခဲ့လိုက်ရတာပေါ့အဲ့တော့မှစကားဝိုင်းလေးကို ဝင်းပြီးအချင်းတော်ချောင်းအောင်နားထောင်နေခဲ့လိုက်ပါတော့တယ် ဲတော့မှရခင်အဖြစ်ပြက်တွေမှာဒီဦးစင်းနဲ့ဆရာလေးကြွားမြန်လို့ဒီဆုံးခင်မန်းတီးလိုက်ရတော့အတော်လေးကိုအံ့ဩပြီးကြောက်လန့်သွားခဲ့ပါလိရောဗျာအဲလိုနေပဲအချိန်တွေတည်းနဲ့ကုံဆုံးလာခဲ့ရင်းကနေပဲညအချိန်ကိုရောက်လာခဲ့တာပေါ့မိခင်ဖြစ်သူကလည်းတားငယ်ကလေးကိုဦးစင်းနဲ့ဆရာလေးကြွားလာတဲ့အချိန်တိုင်းအိမ်အောက်ကိုလုံးဝမစင်းလာဘူးတေးချာမှားချာနေခဲ့လိုက်ပါရဲ့ မကြလိုက်ပါဘူးညာစင်နိုင်ဝင်းကျင်လောက်မှာတော့အင်ချီမှာ ရခင်အတိုင်းပဲဦးစင်းနဲ့ဇရာလေးတို့ထက်ကြွလာခဲ့ပါတော့ရယ်ဒီတစ်ခါမှာတော့ရွာလေးကနေတရင်တရှိုးကိုကြားခဲ့ရတာကြောင့်အိမ်လေးကိုကြွားမြန်းဖို့အတွက်လုံးဝမလျှောက်ထားခဲ့တော့ပါဘူးအိမ်လေးကိုပေးဝင်အောင်လေးတကမှာ အဲဒီကောင်ကိုကြားလိုက်ရတဲ့အဖြစ်ဦးစလီနဲ့ဆီယာလီဟာကြောက်ဖို့ကောင်းတဲ့ပုံစံတွေဖြစ်နေတာကြောင့်မအေးမီတီအောင်အတော်လေးလန့်ပြန့်သွားခဲ့ပါလိရောဗျာအဲဒီကောင်ဘာဆုံးရင်မှမရှက်ထားသလိုဘာစကားတစ်ခုမှကိုလေးတော်တော်နဲ့မပြောခဲ့ရှာပါဘူးအင်ဂျီကကြောက်ဖို့ကောင်းလာတဲ့မြင်ကွင်းကိုကြီးပြီးအတော်လေးကိုကြောက်လန့်နေခဲ့တာပေါ့ မကြလိုက်ပါဘူးချက်ရှင်းဆိုလိုပဲဒီလာရှင်တရေမကြီးဟာမအေးမီတယောက်ရဲ့လေဘင်းကိုညှစ်ခဲလိုက်ပါလီရောဗျာဘောကြီးတရေခင်ဗျားတော့အေးရလီကားရင်ကနေရက်ပြီးကလေးလေးကိုစားဖို့အတွက်ကြံနေခဲလိုက်ရှာတာပေါ့အယိုးကောင်ပုံစံနဲ့အတော်လေးကိုကြောက်ဖို့ကောင်းနေပြီးကလေးလေးစင်းလာမဲ့အချိန်ကိုမျှော်နေခဲလိုက်ပါသေးတယ် ကလေးငယ်လေးကိုအန်ဒီရဲ့ဘေးမှာကြောက်တာကြောင့်အောက်ကိုဆင်းမလာရအောင်မိခင်ဖြစ်သူခမလှမ်းပြီးတော့အော်ပြောနေခဲ့ပါသေးတယ်။အဲဒီချိန်အင်းရဲ့နှက်ကောင်းနှမြတွေအဆောင်အရှောက်တွေဟာဘုံကြီးတရေနဲ့ဒီလောင်းရှင်တရေတို့ကို ရှံပြန်ဖက်ထိမောင်းထုတ်ပစ်ခဲ့လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့အင်းရှိမှလဲလျောင်းနေတဲ့မအီမီတယောက်ကိုထွေးခဲ့လိုက်ရတာပေါ့။အမေလိုလေကလေးရဲ့အသက်ကိုသာနှုတ်ယူဖို့ကြိုးစားခဲ့တာကြောင့် မအေးမီတယောက်ခမညာဘာမှဖြစ်မသွားခဲ့ပါဘူးအဲတော့မှအပြစ်ပြက်တွေအကြောင်းစုံကိုဒေရှာပြန်ပြီးတရွာလုံးအားပြောပြခဲ့လိုက်ပါလေရောဗျာအိမ်နောက်ပိုင်းမှာတော့ရွာရဲ့အကြီးအကဲတွေဟာအိမ်တိုင်းကိုပရိရိတွေပဲဖျန်းလိုက်ပြီးရွာရဲ့ပပက်လေးမှလည်းအဆောင်ကျိုးတွေတားကစီးတစ်ခုတားထားခဲ့လိုက်ပါတော့တယ် အဲ့လိုအစီရင်တွေလုပ်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ဒီရွာလေးမှာဘုံကြီးတရေရောတီလာရှင်တရေရောကို လုံးဝမတွေ့ခဲ့ရတော့ရှာပါဘူး